ခေတ်တဲ့လူပေါင်းတဲ့ဗုဒ္ဓဓမ္မနဲ့ခေတ်တဲ့လူပေါင်းတဲ့ဗာလဲလဲပြည့်တဲ့အဲကြတော့ဗုဒ္ဓဓမ္မဆိုတာကဗုဒ္ဓမြန်မာလိုဘာပြောလဲဖရာဆိုတော့နောက်ထပ်မြန်မာလိုဘလို့နားလဲလဲဘလို့နားလဲထားလဲအဲကြာကြာနာနာတိရမှာအဲ့ဒါမှကြီးညိုတတ်တာနော်ဗုဒ္ဓဆိုတဲ့အပိုင်းမှာဗုဒ္ဓနဲ့တတ်နဲ့တွဲထားတယ် ဘာနဲ့ဘာနဲ့တွေ့လဲဘုဒ္ဓနဲ့ဓာနဲ့တွေ့တယ်ဘုဒ္ဓဆိုတာကတိုက်ရိုက်ပါတာပြန်လိုက်လို့ရှိရင်တော့သစ္စာ၄ပါးတရားကိုသိထားပြီးတဲ့သူတဲ့ပြည့်တယ်ဘာတယ်လဲသစ္စာ၄ပါးတရားသိထားပြီးတဲ့ပုဂ္ဂိုလ်တဲ့အဲသိထားပြီးတဲ့ပုဂ္ဂိုလ်ကိုဘုဒ္ဓအဲ့ဒါကိုမှ secondary meaning နေနဲ့ယူလိုက်ရင်ဘုဒ္ဓကိုဖျားလို့ဖြစ်သွားတာဘယ်လိုဖြစ်သွားလဲဖျား အဲ့ဒါ first meaning ကိုကြည့်ဗုဒ္ဓဆိုဒီမှာသစ္စာ၄ပါးတရားကို သိထားပြီးတဲ့သူဒုတိယ meaning နားလည်ရမှာဒုတိယအဓိပ္ပာယ်နားလည်ရမှာကြတော့ဘယ်လိုနားလည်မလဲဖယားဖယားဆိုလိုက်ရုံနဲ့တည်းအဓိပ္ပာယ်ခံစားလို့ကောင်းရဲ့လားမကောင်းဘူးအဲ့ဒါကြောင့်မို့သကလုံးတစ်လုံးကိုလေ့လာရင် original meaning ကိုအရင်လေ့လာရနော်အဲ့ဒါပြီးမှ secondary meaning ကိုတို့ကပြန်လိုက်ရဒုတိယ meaning ကို ပြန်လိုက်ရဒါမှကြီးညိုတတ်တာဟုတ်လားနော် အဲ့ကြတော့ဗုဒ္ဓဆိုတာကဖျားတနည်းအားဖြင့်တက်ရိုက်ပြောရင်တော့သစ္စာ၄ပါးတရားကိုသိထားပြီသူဓမ္မက တရားဓမ္မကဘာလဲတရားတရားဆိုတော့ဘာပြောလဲမတရားတာမဟုတ်ပါဘူးတဲ့ပြည့်သိဗါရလဲမတရားတာမဟုတ်ပါဘူးရှင်းနေတာပဲဟုတ်လားနော်အဲ့ကြတော့သစ္စာ၄ပါးတရားကိုသိထားပြီတဲ့ပုဂ္ဂိုလ်ရဲ့တရားတော်ကိုဗုဒ္ဓဓမ္မ ပါတယ်လေဗုဒ္ဓဓမ္မနော်သစ္စာလေးပါးတရားကိုဟောထားတယ်သိထားတဲ့ပုဂ္ဂိုလ်ရဲ့ဟောပြောပြတာထားတဲ့အရာတွေသည်တရားတွေပဲအဲ့ဒီဗုဒ္ဓဓမ္မတွေကိုကြည့်ရင်ခေတ္တလူပေါင်းနဲ့ဘယ်လိုရှင်းဆက်မလဲလို့ပြောရင်ခုခေတ်ထဲမှာလိုက်ပြီးတော့ကြည့်ရင်တော်တော်များများကဘာထင်လဲဆိုဘာသာရေးပြီးတို့နဲ့သိပြီးတော့မသက်ဆိုင်ပါဘူးလို့ထင်သွားတတ်တယ်နော် ဘာသာရေးကဒုနဲ့သိပ်ပြီးတော့မသက်ဆိုင်ပါဘူးလို့ထင်သွားရင်အဲ့ဒီလောကသည်လောကငြိမ်းချမ်းရေးရနိုင်ရလားမရနိုင်ဘူးဘာကြောင့်မို့လဲပြောရင် လောကငြိမ်းချမ်းမှုရာအတွက်ဗုဒ္ဓရဲ့ဓမ္မတွေထဲမှာစနစ်တွေမပါဘူးလားပါတယ်စနစ်ပေါင်းများစွာပါတယ်ဗုဒ္ဓရဲ့ဓမ္မတွေကိုအနစ်ချုပ်ပြီးတော့ကြည်လိုက်ရင်တူတူလေးနဲ့ချုပ်ကြည့်ရင်ဘယ်နှလုံးလောက်နဲ့ချုပ်လို့ရလဲဗုဒ္ဓရဲ့ဓမ္မအနစ်ချုပ်လို့ပြောရင် ၃လုံးလောက်နဲ့ချုပ်လို့ရတယ်ဘယ်နှလုံးနဲ့ချုပ်လို့ရပိတကနဲ့ပြောရင်ဘယ်နှပုံနဲ့ချုပ်လို့ရပိတကဆိုမြန်မာလိုဘာပြောအေးချင်းတို့တောင်းတို့အဓိပ္ပာယ်ရတယ်နော်ဝီနီပိတကဆိုတော့ဘာချင်းတောင်းလဲစီမြင့်ဆိုတဲ့ချင်းတောင်းဟုတ်လားနော် basket or discipline နေပဲနော်အဲ့ကြတော့ဝီနီဆိုရင်စီမြင့်တွေကိုထည့်ပေးလိုက်တယ်အဲ့ဒါဝီနီယပိတကစီမြင့်စီကန်းကိုသိကျင်ရင်အဲ့ဒီပိတကကိုဖတ်ဟုတ်လားနော် နောက်တစ်ခုကသုတ်တံတိတ္တကကိုကြည့်ရင်သုတ်တံထဲမှာじゃဘာတွေပါလဲပြောရင်နီလန်းနေပါတယ်ဘာတွေပါလဲနီလန်းနေပါတယ်တဲ့အဲ့ဒီနီလန်းဆိုတာကဘာတွေလဲပြောရင် လူတွေရဲ့စိတ်တဏ္ဍာမှာရှိနေတယ်လောဘတိတ်ကြည့်ရင်လောဘငြိမ်းချောင်းနီလန်းဒေါသတွေတိတ်ကြည့်နေရင်ဒေါသငြိမ်းချောင်းနီလန်းမာမာနတွေတိတ်ပြီးတော့ထောင်နေရင်အဲ့ဒီမာမာနချတဲ့နီလန်းနေသိကျင်တက်ကျင်ကြည့်ကျင် ဘယ်ပိဋကကိုဖတ်ရမလဲသုတ်တံပိဋကကိုဖတ်သိတဲ့ရေဘယ်ကိုဖတ်မလဲအေးအဲ့ဒါကြောင့်မို့ဝီနီတီစီကံသုတ်တံတီနီလံအဘိဓမ္မာကျတော့ဘာလဲပြောရင်သဘောတရားတွေပြထားတာဘာတွေပြထားလဲသဘောတရားတွေပြထားတာဗုဒ္ဓရဲ့ဓမ္မတိတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ပြည့်တဲ့ရေတိတိချာချာဖတ်ကြည့်စဉ်းစားပြီးဖတ်ကြည့်ဉာဏ်တော်ကိုထိုင်ရင်းနဲ့တကယ်တော့ကြောမိတယ်ဟုတ်လား အပေါ်ယံနဲ့တော့ကြောကျင်စိတ်မပေါ့ဘူးနော်ဘုရားရဲ့ဓမ္မကိုကြကြနာနာဖတ်ကြည့်လိုက်အခုအဘိဓမ္မာဆိုသိကြည်ညိုကောင်းတာနော်အဘိဓမ္မာဆိုမြန်မာလိုဘာပြောသဘောတရားကြကြနာနာဆိုတော့အဘိဓမ္မာကအဘိနဲ့ဓမ္မနဲ့နှလုံးပေါင်းတာဘာနဲ့ဘာပေါင်းလဲအဘိဆိုတာကလွန်နေတာတယ်လို့အဓိပ္ပာယ်ရတယ်အဘိကဘာတယ်လဲလွန်နေတာတယ်ဓမ္မဆိုတာကတရားဘာတရားလဲပြောရင် သုတ်တံဝီနီဆိုတဲ့တရား အဲ့ကြတော့အဘိဓမ္မာဆိုသည်မှာဘယ်သူလဲตาနေလဲတုတ်တန်တဲ့ตาတယ်အဘိနောက်တစ်ခုကဝီနီးတဲ့ตาတယ်အဲ့ကြတုတ်တန်တဲ့ตาတယ်တရားဝီနီးတဲ့ตาတယ်တရားကိုဘာလို့ခေါ်လဲဒီဓမ္မာအဘိဓမ္မာကြတော့မျက်နှာလိုက်ပြီးတော့မဟောတော့ဘူးဟုတ်လားနော်ခုနကတုတ်တန်ကမျက်နှာလေးလိုက်ပြီးတော့ဟောသေးတယ်မျက်နှာလိုက်ဟောတယ်ဆိုတော့ကဩဒါမျိုးလေးဟောမှအရှင်ပြေမှာပဲဆိုသူ့ရဲ့စိတ်ဆန္ဒလေးနဲ့ကိုက်ညီအောင် လိုက်ပြီးတော့ဟောတယ်အဘိဓမ္မာကျတော့အဲ့လိုရသေးလားမရပါဘူးကြိုက်ကြိုက်မကြိုက်ကြိုက်ဒဲချတော့တာပဲအဘိဓမ္မာရဲ့သဘောတရားအဲ့ကျတော့အဘိဓမ္မာတအုပ်လုံးကိုခြုံပြီးကြည့်ရင်ရှင်ဘုရားဘာအကြောင်းအရာတွေရေးထားတယ်လဲလို့ပြောရင်ရုပ်ရဲ့သဘောတရားတွေရေးထားတယ်နာမ်ရဲ့သဘောတရားတွေရေးထားတယ်ဘာတွေရေးထားလဲ နံရဲ့သဘောတရားတွေကိုရေးထားတယ်။ The nature of ဘက mind နဲ့ The nature of matter တွေကိုသိကြင်ရပြီးဓမ္မကိုလေ့လာရမယ်။ရုပ်တရားရဲ့သဘောတရားနံတရားရဲ့သဘောတရားကိုသိကြင်ရပြီးဓမ္မကိုလေ့လာ။တို့ခစ်က psychology ဆိုတဲ့ပညာမရှိဘူးလား။စိတ်ဓာဗေဒပညာနော်။ဘုရားရဲ့ psychology နဲ့ဟိုဘက်က western country များရဲ့ psychology ကိုရှင်းကြည့် comparative study လုပ်ကြည့်နှိုင်းရှင်းပြီးလေ့လာကြည့် သိကြည်ညိုဖို့ကောင်းတယ်ဖြစ်တယ်။နောက်နိုင်ငံများရဲ့စိတ်တဗေဒစိတ်ပညာရက်ဒီဗုဒ္ဓရဲ့အဘိဓမ္မာပညာနဲ့ဆိုရင်ခြေပြားအဆင့်မရှိသေးတာ။ဘယ်အဆင့်မရှိလဲ။ခြေပြားအဆင့်မရှိသေးတာ။ဗုဒ္ဓရဲ့အဘိဓမ္မာကိုလေ့လာရင်းနဲ့တန်တရာကကျွတ်လွတ်ချင်သလား။ရတယ်။နော်။စနစ်တွေမရှိဘူးလား။ဒီတန်တရာကကျွတ်လွချင်းနေဆိုရင်အဲ့ဒီစနစ်တွေပေးထတာရှိတယ်တန်တရာကကျွတ်လွချင်းဘာလို့ ਆ ဘာလို့ ਆ မလဲ ်တဏ္ဍာကကျွတ်လို့ရှိရင်ဝိပဿနာတရားအထုံးမှရတာကျန်တာနဲ့မရနော် အလူတန်းလို့ရုံနဲ့မရဘူးသီလဆောက်တည်ရုံနဲ့မရဘူးဘာလုပ်ပြရလဲဝိပဿနာစနစ်အထုံးရတယ်သီလနဲ့မရဘူးဟုတ်လားတမာရီရိုးရိုးလေးနဲ့တည်းမရဘူးနောက်ဆုံးအဆင့်ဟုတ်လားဝိပဿနာအဆင့်မှရတာဘယ်အဆင့်မှရလဲဆိုလိုချင်တာကဝိပဿနာစနစ်ဒီဘာလောက်တာလဲပြောရင်အတ္တကိုဖြုတ်တဲ့စနစ်ပဲဘာကိုဖြုတ်တာလဲအတ္တ လူတွေမှာအတ္တမရှိဘူးလားရှိပါဘူးငါမငါငါမဖြစ်တာငါမပစ္စည်းဥစ္စာတွေရှိတာငါမပညာတတ်တာဆိုတာငါငါငါနဲ့မရှိဘူးလားရှိပါဘူးအဲ့ဒါကို ဖြုတ်ချင်ရင်ဘာလို့ဒီကဝိပဿနာအားထုတ်ရတယ်အဲ့ကြတော့ရှိနေတဲ့အစွဲကို ဖြုတ်ဖို့ရအတွက်တို့ကတရားအားထုတ်တာဟုတ်လားဗါတယ်လေရှိနေတဲ့အစွဲကို ဖြုတ်ဖို့ရအတွက်တရားအားထုတ်တာ ဒါဘုပဲတို့ဘုရားဘာသာကလွဲနေတာရှိတယ်ဟုတ်လားဘလို့လွဲလဲပြောလို့ရှင်ကိုကအစွဲဖြစ်ဖို့ရာအတွက်ရိတ်တာသွားတယ်သွားဟုတ်လားမှန်ပါတယ်ဘာစွဲဖြစ်ဖို့သွားတာလဲမှန်ပါတယ်ငါစွဲဖြစ်ဖို့သွားတယ်သွားပြီးတော့အထုတ်တယ်ကဲမိုးကုတ်ထိုင်လိုက်တယ်ချိုးကမဟာစီချိုးကဖာအောင်ချိုးကတောင်ဘူးလူချိုးကဝေဘူးချိုးကမစ္စတာဂိုယင်ဂါကြီးရဲ့စနစ်တနည်းအားဖြင့်ပြောရင် လေဒီဆရာတော်ရဲ့စနစ် သွားပြီးတော့အာမထုတ်ကြဘူးလားအစွဲပြုတ်သလားမပြုတ်ပါဘူးအစွဲပူလာတာမခံယူတတ်ရင်အစွဲပူလာတာနော်ဘာဖြစ်လဲလို့ပြောရင်မိုးကုတ်သွားပြီးတော့မိုးကုတ်စနစ်နဲ့အာထုတ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဟာမိုးကုတ် system is a very good ဆိုဖြစ်သွားဟာမိုးကုတ်စနစ်မှကောင်းတာဒါ great နော် other system around ဆိုဖြစ်သွားတာနော်ကျန်တဲ့စနစ်ဒီအမှားပဲမိုးကုတ်စနစ်မှအမှန်မိုးကုတ်စနစ်မှအမှန်ဟော အစွဲကသွားတာကငါစွဲပြီးတော့တော့နောက်ထပ်တစွဲပိုးမလောက်လားယောဂသွားကူတာဟိုကသူများယောဂပြန်ကူလာတာ ਨੇ အတူတူပဲဆေးရုံသွားတက်တာတော့မှန်တယ်ဆေးရုံကကြံတဲ့ယောဂတွေကိုကူလိုက်နှစ်ယောဂဖြစ်မနေဘူးလားကဲမာစီသွားပြီးအထုတ်တဲ့ပုဂ္ဂိုလ်ကလည်းငါတို့ကတော့မာစီတဲ့မင်းသက်ရမဟုတ်ပါဘွာနော်ဘယ်ဒီအဝိုင်းကြီးလက်ယုံနေမြန်တရားရရရင်တော့အာသွားပြီးတော့ခွတ်တယ်တိတဲ့ရင်နော် မင်းလိုဖောင်းတဲ့ပိန်တယ်လေးလှုပ်ယုံနေတော့ဟောသဘောသွားပြီးခြားတယ်ဆိုတော့ပြည့်တယ်ဟုတ်သေးလားမှန်ပါဗျာဗုဒ္ဓကအစွဲပြုတ်ဖို့ရာအတွက်ဘာလို့ခိုင်းတာလဲတရားအထုတ်ခိုင်းတာကိုကသွားပြီးတော့နောက်တစ်စွဲပါလာရင်တော့နှစ်စွဲဆိုရင်တော့တာမန်ဖြတ်လို့တော့လွယ်ရလားမှန်ပါဗျာအဲ့လိုမျိုးအစွဲမဖြစ်စေနဲ့ဘုရားဘာသာရှေ့မရောက်တာအဲ့ဒါပဲဟုတ်လားနော်ဘာသာရေးနဲ့ပတ်သက်လို့ရှေ့မရောက်ဘူးဆိုတာလည်းအဲ့ဒါပါပဲ ဟုတ်ဓမ္မတိကရင်းနဲ့ပတ်သက်ပြီးတော့လေအဲ့ဒါပဲဟုတ်လားနော်ဒုစရာတော်မဒုစရာတော်ဟေးဆိုသွားရောဟုတ်လားနော်တရားနာတာကဆရာတော်ချောလို့နာတာလားတရားကောင်းလို့နာတာလားအတန်ကောင်းလို့နာတာလားဘုသူတရကြင်လို့နာတာလားအဲနောက်ဆုံးဟာလေးတွေယူထားမှာကျန်တာတွေမပါဟုတ်လားနော်ဘာလေးပဲယူအောင်လဲနောက်ဆုံးဟာလေးပဲယူဘုသူတရကြင်လို့နာဘာလို့နာလဲ oh, <laughs> ဟာတို့သွားပြီးတော့ဒီလိုနာလိုက်လို့ရှင်တော့အာ I can get the general knowledge so I must listen to the dhamma ဒီလိုဖြစ်ရမှာနော်ငါသွားပြီးတော့ယူခြင်းသည်ဘာရဖို့တော့ဘုသူတရဖို့ထွေထွေဘုသူတရဖို့ကြောင့်မို့ငါတရားနာတယ်ရှေ့ဆက်မလိုက်တော့နဲ့လိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီတရားနာရင်းနဲ့ပဲငရေကြရတာပြည့်တည်းယူတာကဓမ္မကိုယူတာဒါပေမဲ့ရသွားတာကဘာရပါမဟုတ်ဘူးလေအာဓမ္မလေးလုံးမပါ